င်္ဂလာပါကျွန်တော်အိမ်မှာတဘာဝပန်းသီးဖြိုးရေးလုပ်သားကြမယ်။အရင်တော့ကျွန်တော်ပန်းသီးအမဲလေးလုံးကိုခုံခွာထားလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီပန်းသီးလေးတွေကိုတုံးလေးဖြစ်အောင်လီပြီးတော့မှကျွန်တော်အစီလေးတွေကိုကျွန်တော်ဖယ်ထားလိုက်ပါမယ်။ပြီးတော့ကျွန်တော်ဒီပန်းသီးတွေကိုကျိတ်ဆက်တွေထည့်လိုက်ပါမယ်။ဒီကိုကျွန်တော်တို့ဖန်ခွဲနှစ်ခွဲလောက်ထည့်လိုက်ပါမယ်။ နှစ်ပြည်စုံစုံထည့်လိုက်ပါမယ်။အပြည့်တော့ကျွန်တော်ပန်းဒီလိုကိုကျွန်တော်အရင်ညညသွားတဲ့အထိချက်ပြရပါမယ်။ပြီးတော့ကျွန်တော်ဒီကြိုက်ထားတဲ့ပန်းဒီအရင်လေးကိုဆင်လိုက်ပါ။ အဲအလုံးပြီးတော့ကျွန်တော်တို့ဖန်ခွက်တဲ့ထက်ပြီးကျွန်တော်အိမ်မှာအလွယ်တကူတဘာဝပန်းသီးဖြူလေးလောက်တောက်လို့ရပါပြီ။ဆောင်းလို့ကြည့်ပြီးတော့အလုံးကိုကျေးဇူးတင်ပါတယ်။